အမင်္ဂလာပါဇက်ကောင်တပန်းသားကိုကအဲဇက်ကောင်လေးကိုတေးဖို့လိုက်တာလူတွေလက်ခံသွားတယ်ကိုအဲ့လိုပဲသဘောထားပါဘူးကန်နဲ့ကူလာတယ်ဖျားနယ်လေးသူကိုစောင့်ရှောက်လာတယ်လို့မြင်ပါတယ်ဒီလိုပဲစဉ်းစားစူးစမ်းပြီးတော့လေဒီလိုပဲအားထုတ်ပြီးလုပ်ခဲ့တာပေါ့ဒါလေးကတော့ကန်နဲ့ကူပါလို့ထင်ပါတယ်ကောင်ကလည်းအဲ့ဒါလည်းကန်ညာဝိရိယပဲဗျာဇက်ကောင်လာရင်မှကိုကငင်းလိုက်မိရင်လည်းအများဖြစ်တော့ဘူးလေဒါလည်းကိုကဘာဖြစ်ဖြစ်စဉ်းစားပြီးတော့ကိုစီရရောက်လာတယ်ကိုကလည်းဘာဖြစ်အဲဒါကတော့ရက်ဖြောင်ရလိုက်အောင်မယ်ဆိုပြီးတော့ရက်ဖြစ်သွားတာအဲ့လိုပါသူကံညာဝရိယအဲ့လိုတင်ပါ โอเคအဲ့လိုစဉ်းစားထားပါဒီနှစ်ကတော့အဲ့ခုနရိုက်ခဲ့တဲ့ဇက်ကောင်တွေကတော့လေဒီဆရာဇက်ကောင်တွေကတော့အဲ့လိုသဘောကောင်းနဲ့အေးတဲ့ဇက်ကောင်နောက်ဆုံးပေါ့နော်နောက်ဆုံးတခြားဇက်ကောင်တွေကတော့လာရင်ကျွန်တော်အဲ့လိုအဲသိသိသဘောကောင်းတဲ့ဟာမရိုက်တော့ဘူးလို့စဉ်းစားထားပြီးသားဟိုဆိုအခုလည်းပြည်သက်တွေကတကယ်လို့ဝိုင်းပြောရင်တော့အဲဒီထုတ်လို့ဖက်ကလူလေမြန်မာစီဘောဒီ post လေအဲဆိုသူတိပါစီဘောအဲ့လိုတာဝန်ပေးလာရင်တော့ကျွန်တော်ကစူးစမ်းဖို့အဆင်သင့်ပါမယ်အရင်တော့လည်းအဲဒီတော့ဒီလိုပဲဒါပေမဲ့အခုကတော့ နည်းနည်းပုံမှတ်မိသွားထင်ပါတယ်မှတ်မိသွားအဲ့လိုတလီကာစီးရင်လည်းသူကတလီကာလည်းရောက်လို့တွေ့လေဟာဟိုဆရာပဲဆိုတော့အိမ်သားတော့ရင်လည်းသူကအိမ်သားရဲ့တွေ့လို့ဟာဟိုဆရာပဲဆိုတော့အဲ့လိုဖြစ်သွားတာပေါ့နော်သူဇက်ကောင်မှတ်မိသွားတာပေါ့အဲ့တော့ဘာဖြစ်စ조사ကြုံနှက်ပါတယ်ဖန်မီတင်တော့ကလည်းစကြတာပေါ့နော်သူတနာနဲ့ထင်ပါတယ်နော်သူကတနာနဲ့ဆရာကိုတနာလို့မပြီးသေးဘူးပေါ့နော်ကိုကသာပြီးသွားတယ်ကိုတခြားနေရာနေသူတော့အခုတနာလို့မပြီးဘူးဟုတ်တယ်ကျွန်တော်ကဒီလိုပဲနေတတ်တာပေါ့နော်ကင်မရာရှိပဲဖြစ်ဖြစ်ကင်မရာနောက်ပဲဖြစ်ဖြစ် ဒီလိုလေးပဲကိုနေရတယ်လို့နေရပါတော့အဲ့ဒါလေးကိုပဲသူတို့ကလိုက်စပြီးတော့လေလိုက်ပြီးတော့ကိုကိုချစ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတက်ပါတယ်အဲမမတ်မေနဲ့တချင်ကတကယ်ပြောရင်2018လောက်ကရိုက်ထားတာမရှက်ပြီမလေးမမတ်မေတော့အရုံကအင်ငယ်လေးပိန်လေးပဲရှိသေးတယ်2018လောက်ကရိုက်ထားတာအခုကျတော့ဒီကားလေးထွက်တော့ကျွန်တော်မတ်တရားပါတော့နော်ဘောနဲ့လည်းရိုက်ထားတာရှိတယ်2018လောက်ပါပဲအဲ့ဆိုသူတို့နဲ့ကအခုပြန်ဆုံတော့အဲ့မတ်တရားဖြစ်အောင်ဟိုပြန်ပြန်တင်လိုက်တာဟုတ်ကဲ့အဲ့တော့ရိုက်တာဟွာရိုက်တာပါ forever ပေါ့နော် forever group ပါဆိုင်တာသူတို့အဖွဲ့နဲ့သူတို့ပင်းတရာသူတို့ကပင်းတရာမှာစိုက်ပီးလောက်တာများတယ်လေအဲ့တော့ပင်းတရာဘက်ကိုသွားပြီးတော့ effect ကရှုခင်းနေတယ်အရှင်းလေးကလည်းရှမ်းရှမ်းစကားလေးတင်နေတယ်ပြောလေရှမ်းပြည်ကြောင်းလေးဆိုတော့ forever အနေနဲ့ဖွင့်နေတယ်သူတို့အဲ့ရှမ်းပြည်မှာသွားရခဲ့တာရှင်းလေးကချက်စရာလေးဟုတ်တယ်ကိုဟိုရွေးရတဲ့ချင်းလေးပေါ့ရွေးရနဲ့ဆန်တဲ့ချင်းလေးဆိုရတာအရန်ကုန်ယူပါတယ်စိတ်ထဲမှာပီတိဖြစ်တယ်ပေါ့နော်ညီတော်ဆိုဘူးလားတော့ကျွန်တော်မန်းလေးရောက်ရှမ်းတရာကို အဲ့ကကျွန်တော်မန်းလေးမှာကြောင်းတက်တုန်းကဒါလေးနဲ့ကျွန်တော်မစ္စတာပြန်ပဲစပြန်တော့အဲ့ချင်းဆိုပြပြီးဆူရပါဟုတ်အဲ့တော့မရှိပါဘူးငယ်ရတော့ဒါလေးလက်နာမလဲဂိမ်းပဲဆိုတော့ငယ်ရဂိမ်းဆိုလိုက်တောင်းပြေးလိုက်လို့မလို့နောက်ဆုံးနှစ်ကြာမှာနောက်ဆုံးနှစ်ကြာမှာလှုပ်တာကျွန်တော်ကတော့ကျွန်တော်ကအဆိုတော်ဖြစ်နေတာဆိုတော်ဖြစ်နေတာကြောင်းပွဲဆိုတက်တက်ဆိုကြောင်းပွဲတက်တက်ဆိုဒါပေမဲ့အဲ့အဲ့လိုဘာဖြစ်သွားမှမသိဘူးကျွန်တော်ကတော့စင်းနေစံကြရည်တင်လိုက်ညီမဂီတာရည်တင်လိုက်အဲ့လိုလိုက်ဆိုလိုက်အဆောင်နေပတ်ဆိုရင်လိုက်သွားလိုက်ပေါ့နော်စင်မော်တက်ပြီးတော့စံကြတီးပြီးတော့ဟဲလိုက်ပေါ့နော်အဲ့လိုလှုပ်ခဲ့တယ်ကျွန်တော်တချင်းဆိုနေတာအဆိုတော် ဖြစ်နေတာပေါ့အကြောင်းတော့အဲ့လေကျွန်တော်တို့ဟိုကကာရိုကီသွားဆိုတယ်တကယ်ချင်းနဲ့အဲ့လိုဟိုမိုက်လဲတဲ့ခက်ပေါ့တဝိုင်းသုံးပုတ်လို့အဲ့မှာသွားဆိုချာတချင်းလေးတာပွင့်လင်းကြအများကြီးရှိတယ်ကျွန်တော်2018 19ပေါ့နော်ဒီခုနကမမန်းပြီနဲ့ရိုက်တဲ့ကလေးကကျွန်တော်တချင်းလေးတွေအများကြီးလုံနေရှိတယ်အဲဈာထဲမှာသူအချင်းလေးရဲရဲကြောင့်အထုတ်ဖြစ်ပေါ့နော်အခုတော့ပြန်ပြီးတော့အဲ့အချင်းလေးလှတဲ့ပုတ်ထုတ်မယ်လို့စီစဉ်ထားတယ်အခုရှေ့မှာလည်းကျွန်တော်လှတဲ့ပုတ်ထုတ်ခဲ့တာပေါ့နော်ဒီလအတွက်လည်းတပုတ် ထုတ်မယ်စူးစမ်းလိုက်ပါဦးเนาะအဲအခုကဈေးကြီးတယ်လေအခုအိမ်ထောင်ပြူဖို့တော့ချစ်ဖို့တော့ဈေးတော်ကြီးသွားပြီเนาะဈေးတော်ကြီးသွားပြီအချစ်ကဈေးကြီးတယ်ပေါ့เนาะအခုကြီးသွားပြီချစ်တာချစ်ဖို့ကချစ်တာနဲ့မပြီးတော့နောက်ဆက်တွဲညာချစ်တာနဲ့စူးစမ်းလိုက်အောင်ချစ်နိုင်အောင်စူးစမ်းလိုက်အလန်းနေကဈေးကကလေးရှိတယ်လေအိမ်ထောင်ကြာကျွန်တော်ကကျွန်တော်အိမ်ထောင်ကြာဒါပေမဲ့နည်းနည်းစဉ်းစားစူးစမ်းနေတယ်ပြောဖြစ်နေကြာပါပြီခင်ဗျာဖြစ်နေကြာအဲကျွန်တော်ကကျွန်တော်ကကျွန်တော်အလုံးနဲ့ကျွန်တော်ပြိတ်သက်နဲ့ကျွန်တော်ဟိုဟာနဲ့ကျွန်တော်ဟိုမိဘတွေပို့ချစ်တယ် မဖြစ်တဲ့တခြားလူကိုသိမချစ်နိုင်တယ်လို့လို့။တခြားကတော့ကျွန်တော်အရင်ကတည်းက R&B ရောကျွန်တော် R&B ရောဒီ pop လေးရောပေါ့နော်။စုံစူရရှိတယ်။အခုတော့ကျွန်တော်ဟိုမင်းက်ပြန်တက်ခါပေါ့နော်။ show ဆိုမယ် show မဆိုခင်မဲ့ကျွန်တော်ဟောပေါ့နော်။ဆရာချစ်စမ်းမောင်တို့ဆရာချစ်စမ်းမောင်ရဲ့တမီးလေးပေါ့နော်။ငငယ်တို့ចောင်းစင် project လေးចောင်းသားလေး project ကိုကျွန်တော် ရိုက်ပြောမယ်အဲ့မှာလဲချင်းဆိုအောင်ငငယ်လေးကြီးရဲ့ချင်း rock ပေါ့နော် rock ကိုကျွန်တော်ကတေးုလဲဆောင်ပေးရမယ်ပြီးတော့ချင်းလေးလဲပေါ့နော်ဆိုပေးရမယ်အကြောင်းသား project ပေါ့အဲ့အလေးကလည်းကျွန်တော်နိုင်နိုင်တလောက်လူငယ်တွေပြန်ပြီးတော့အကူညီရဲ့ project လေးပေါ့နော်အဲ့အတွက်အချိန်နည်းနည်းပေးလိုက်တယ်ပေါ့နော်ချင်းကတချင်းကတော့ဟုတ်တယ်တချင်းကငငယ်လေးကဟိုပါပေါ့ငယ်လေးကဟိုဘာလဲကိုချစ်ကိုနဲ့အခုချိန်ကြီးချစ်ဆဲပေါ့နော်ချစ်ဆဲကတော့တချင်းတွေပါဟုတ်တချင်းလေးတွေကဆိုရတာပြောဖို့ကောင်းတယ်လေသူကဘလောက် ရှုပ်ရှုပ်စိတ်ရှုပ်ရှုပ်တခြင်းဆိုရင်ပျော်သွားတာပေါ့နော်ပျော်သွားတခြားလူတွေကတော့နည်းနည်းပူပင်ပန်းတာပေါ့တခြင်းဆိုရင်တော့ပင်ပန်းသွားကြအဲမြန်မာတခြင်းမဲ့မြန်မာချင်းမဲ့ဒါပေမဲ့ရှမ်းတခြင်းကြတော့အခုဆိုမဲ့အဲဟိုနော်ဆရာဆက်ကမ်းလေးရဲ့တခြင်းတွေဆိုရခါကြရင်ဟိုရှမ်းလို့လည်းနည်းနည်းအထက်ဆိုမယ်ပေါ့နော်ဆိုပြီးသွားရင်နောက်တော့အစဉ်ပြေဆရာတခြင်းလေးလည်းပြန်ဆိုချင်ပါတယ်လို့ဆရာချင်းလေးလည်းဒီပုတ်လောက်ဖြစ်ဖြစ်အမှတ်တရပေါ့နော်ဆရာအမျိုးသမီးကလည်းကျွန်တော်ဆရာမဆိုတော့လေဆရာဆရာတိုင်းနဲ့လည်းအကြောင်းကျွန်တော်အတန်းတူဘူးတယ်ကျွန်တော်ကလည်း အဲမတရားလေးတော့အစဉ်ပြေတော့ပြန်ဆိုဖို့စိတ်ကူးရှိပါတယ်အကြိုက်ပါတယ်ဟိုကကျွန်တော်ပြန်ပွဲတက်ပြန်တော့တို့ကတခုလုတ်ပြားဆိုတော့ကျွန်တော်လဘာလုတ်ပြားမှမသိတော့ဆင်းဆိုပြလိုက်တယ်မင်းလေးရောက်ရှင်းပြောက်အမဆူရသွားပါတော့နော်အဲ့ဒီအမတရားဖြစ်တယ်ပြန်တော့ဆူချင်ပါခင်အခုလုံးကကျွန်တော်ဟောပါတော့ကျွန်တော်ချစ်မြတ်နိုးရဲ့အရာတွေပါတချင်ကတော့ဟိုကျွန်တော်တို့ចောင်းចောင်းတက်ကလေးကလေဒီကင်မရာရှိတွေပါမထွက်ခင်ကဆူလာတာပါတော့ဆူလာဒီ င်မရာရှိကတော့ကြီးလာမှအဲ့လိုပဲဟိုဘယ်လိုချက်သွားမှမသိဘူးသူကသူချက်မျက်စိလည်းလမ်းမပြီးတော့လေကင်မရာရှိရောက်စင်ပေါ်ရောက်တယ်ဟုတ်လားတကယ်ကြောင့်တချင်းလေး AC ဆိုရတာလေးကတော့ကိုကြိုက်တာပေါ့နော်ကင်မရာရှိရောက်တာတော့လည်းဖြည်းပိုးဝင်သွားရင်လည်းအကွက်ယောဂါကြီးလာတာပေါ့ကြီးလာတော့လောဘကြီးလာတာပေါ့နော်ပိုလှုပ်ချင်တယ်ပိုလှုပ်ပြချင်တယ်ကိုယ့်ကိုပို့ပြီးတော့အားရဘာရမြင်နေတယ်ပေါ့အဲ့လိုဖြစ်သွားတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အခုဒီနှစ်ကတော့မိနစ်ကတော့ကျွန်တော်တကားပဲကြိုက်တော့လေတကားပဲထွက်တယ်ဒီနှစ်ထဲမှာတော့ကားတွေနဲ့ပုံများပါမယ်ကားကုလလောဆယ်အထိကတော့ အဲဒီရှေ့အန်းနေကြရင်လည်းကျွန်တော် heavily မှာကျွန်တော်တို့အဲ2023နှစ်ကုန်လောက်ကရိုက်ခဲ့တယ်ဟိုအမတ်တမင်မှာအမတ်တရားဆိုရဲကားလေးကျွန်တော်အမတ်ဝိုင်းစုရဲကျွန်တော်ရဲ့အလင်းရောင်ပဲအဲ့ကားလေးကတော့ heavily မှာရှေ့အန်းနေပြန်ပြပါမယ်ပြန်ပြပြီးတော့အဲ့ CV လေးတော့ကောင်းပါတယ်ဒါပေမဲ့အရင်တော့သူတို့ heavily မှာပြဘူးเนาะအခုပြန်ပြမယ်ပြီးတော့အဲ့ကားနောက်ပိုင်းလဲကျွန်တော်ဟို CV နောက်နှစ်ခုရိုက်ထားတယ်အခုလဲအခုကျွန်တော်ဇိုးတထောင်ရုပ်ရှင်လေးလဲကျွန်တော်တို့ရိုက်နေပြီရိုက်နေပြီးသွားရင်ဒါပြီးလဲ CV နောက် ရိုက်ဖို့လေးရှိတယ်ပေါ့နော်။ဒါဒီနှစ်ကတော့ဘာဖြစ်ထွက်လာခဲ့ရင်တော့ပို့ပြီးတော့ဟိုမတူတဲ့ character လေးတွေနဲ့မတူတဲ့ဇာတ်လမ်းလေးတွေများများကြည့်ရမယ်နှစ်ပါအဲ့လိုအဲ့အလေးကိုတစ်ချက်ဟိုတချင်းလေးလည်းကျွန်တော်တစ်လတစ်ပုတ်ထွက်အောင်ကြိုးစားပါမယ်လို့နော်။အဲ့အလေးကိုဖြင်းဖြင်းစောင့်ပြီးတော့ဝေဖန်ပေးကြပါလို့ပြောချင်ပါတယ်။ကျေးဇူးတင်ပါ